အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်ပေါ့နော်အဲ့တော့ဒီနေ့ဒါကျွန်တော်တို့နည်းနည်းလေးဒါကျွန်တော်တို့စကားပြောမှာပေါ့နော်အဒီနေ့ကျွန်တော်ကျွန်တော်ခင်ဗျားနဲ့ပြောပြခြင်းနဲ့အကြောင်းအရာလေးရှိတယ်အခုလက်ရှိကျကျွန်တော်တို့မြင်နေတွေ့နေရတဲ့ပုံပေါ့နော်ကိုယ်တိုင်လည်းအခုတော့အဆင်မပြေတဲ့ဥစ္စာတွေများတယ်ပေါ့နော်အဆင်မပြေတာ of course ဘုနာဘလို့ဗတရားမှလည်းဒါဘလူးမှလည်းအဆင်ပြေနေတဲ့အခြေအနေတော့မဟုတ်ဘူးသူကသူတိုင်ပတ်နေအခုလက်ရှိမှာ ညင်နေတွေ့နေရပါမောက်တခုမောက်သိပြီးအဆင်ပြေနေကြတာမဟုတ်ကိုရီးအဲ့ကိုရီးနိုင်ငံကတော့ဒါကျွန်တော်တို့ဝစ်ကြွေးပဲလို့ပဲသတ်မှတ်မှာပေါ့နော်ဒါပေမဲ့အခုလက်ရှိမှာဒီလိုမှုကာလာဘုမအောင်မြင်တဲ့လူတွေရှိပါတယ်ဒါကျွန်တော် of course အားကြစရာပါဘယ်နောက်တချို့လူတွေအဆင်ပြေနေတဲ့လူတွေအောင်မြင်တဲ့လူတွေအများကြီးအများကြီးရှိကြပါတယ်ဒါဒီလူတွေတော့ဝေးလဲ congratulation ပါတော့ဒါပေမဲ့အခုလက်ရှိပေါ့နော်အခုတလုံးမှာဒါကျွန်တော်တို့တွေ့တွေ့လာခဲ့ရတာအဲ့ဒီအောင်မြင်တဲ့လူတွေကလည်းတကယ်အောင်မြင်တာလားဒါမှမဟုတ်လူတွေကိုပဲဒါကျွန်တော်တို့ပြုမဲ့လင်းပြောမဲ့ဂျင်းထဲဂျင်းနာလားဆိုတဲ့ topic ကိုကျွန်တော်နည်းနည်းလေးပြောပြခြင်းတာပေါ့နော်အခုလက်ရှိမှာဒါကျွန်တော်တို့အခုတော်လိန်လည်မှုတွေဒါအဖြစ်တယ်အလိန်တွေဒါအများတယ်ခမတကယ်ကိုလိန်လည်မှုတွေဒါအများတယ်အလွဲသုံးစားလူမုံမှုတွေလိန်လည်မှုတွေအများကြီးအများကြီးများအဲ့တော့ ဲ့ဒါကြောင့်မို့လို့ကျွန်တော်ပြောရမှာလေကျွန်တော်ဒါဟိုအလူငွေနဲ့ပတ်သက်ပြီးတော့ဘယ်တော့မှဆိုကျွန်တော်မှ fear ရှိတယ်အဲ့ဒါကြောင့်ကျွန်တော်ဘယ်တော့မှကျွန်တော်ငွေကင်နဲ့လုံးမလို့အခုလက်ရှိမှာဒါ Total Hotspot အင်ဂျီဆိုလဲကိုယ့်လက်ထဲရောက်တဲ့နေ့နောက်နေ့မှာဒါကျွန်တော်ချက်ချင်းဆိုပြီးတော့ delivery နဲ့အပ်ပြီးတော့ရော့အမြန်ယူသွားဆိုပြီးဒါကျွန်တော်သွားရပါတော့အဲ့တော့အခုလက်ရှိအလူကန်အလူငွေအလူကန်လောက်တယ်ဆိုလဲကျွန်တော်ဘယ်တော့မှမဟုတ်ဘဲနေရာကိုလူလူရရဘဒူတွေကိုလူလူရရဒါကျွန်တော်လက်ညွန်ပြီးတာလွင်ကိုယ်တိုင်ပြောတော့ကျွန်တော်ဒီ channel ကိုစားထောင်ခဲ့ရသိကြတဲ့အတိုင်းပဲဒါကျွန်တော်တို့ ကျွန်တော်တို့ဒီ channel လုပ်တဲ့အချိန်မှာပဲဒါပုံမွေလင်းပြောမယ်ဆိုရင်ရတယ်ကျွန်တော်ပထမဒါကိုယ့်အတွက်ကိုလုပ်တာပေါ့ဒါညင်းစရာမဟုတ်ကိုယ်ဒါပေမဲ့ကျွန်တော်မမေရကိုစီရသူတို့ကိစ္စဖြစ်သွားတဲ့အချိန်မှာကျွန်တော် okay အဲ့ဆိုတော့ငါဒီရရတဲ့ဥစ္စာလေးကိုဘယ်နဲ့ဘလော့ပါဆန်ကလှူမယ်ပေါ့နော်လှူရင်းလှူရင်းနဲ့ကျွန်တော်ချိတ်ဆက်မိတဲ့အပိုင်းဝိုင်းတွေများသွားတဲ့အချိန်မှာဟာကိုတိဘီဒါလေးလှူတယ်ကျွန်တော်တို့ဒါထဲအဲ့တော့ထိန်းထိန်းထိန်းနဲ့ခုနကပြောဒီ channel 100%နီနီလှူဖြစ်သွားတယ်ပေါ့နော်နီနီမဟုတ်ပါဘူးပို့တော်လှူဖြစ်ပါသေးကိုယ့်ရဲ့ကိုစားရစားလို့ရှိပါဒါပါဒါပါအဲ့ဒါတွေပြောမှာဒါပေမဲ့လက်ရှိမှာပေါ့နော်ဒါ ခုနောက်ပိုင်းမှာဗောနော်ဒါကျွန်တော်တို့လူတွေရဲ့ဒါကျွန်တော်ယုံကြည်မှုကိုလည်းအလွယ်သုံးစားလုပ်တဲ့လူတွေတဖြည်းဖြည်းနဲ့များလာခဲ့တယ်လို့ဆိုလို့ရမယ့်အခြေအနေတစ်ခုရောက်လာခဲ့တယ်ဗောနော်အဲ့ဒါကဘာလဲဆိုတော့ဒါကျွန်တော်တို့လူအောင်မြင်မှာရောနောက်အောင်မြင်တဲ့လူတွေရှိတယ်ဗောနော်အောင်မြင်တဲ့လူတွေဒါမျိုးတွေလုံးဝမင်းတို့ဘာလိုက်အောင်မြင်မယ်ဆိုတဲ့ကိစ္စမျိုးတွေကျွန်တော်ခဏခဏတွေ့လာခဲ့တဲ့အခြေအနေတစ်ခုရှိလာခဲ့ပြီဗောနော်ဒါပုံမှန်လေးမျိုးဒီလိုမျိုးကိစ္စမျိုးတွေခဏခဏဖြစ်လာခဲ့တယ်ဗောနော်အဲ့တော့ ဥမာကျွန်တော်ဒါဥမာလူတယောက်ကဗျာဒါကျွန်တော်တခုခုလို့လို့အောင်မြင်ဟာဒီတိုင်းမင်းတို့ light လို့မင်းတို့အောင်မြင်မယ်ပြင်ခုနပြောလို့ပဲဒီလူကတန်တန်းနေဖွင့်နေဘာဒီလုတ်တယ်ပြင်ဒီလူကငါအောင်မြင်တယ်ဥမာဒါဘုံမင်းလေးပြောမယ်ဆိုဘောနော်ဒါကျွန်တော်ဘဒုဥမာဆော်ကားလို့ခြေစိမ့်မရှိမနေ YouTuber တို့ influencer တို့ဘောနော်ဒါတချို့ကြတာကျွန်တော် YouTuber တတ်မယ်လေခမလို့ကျွန်တော်ပွင့်နေဆိုကျွန်တော် ကျွန်တော်ကိုကျွန်တော်အောင်မြင်တယ်လို့လည်းဘယ်တော့မှမယူဆအောင်ကျွန်တော်ကိုကျွန်တော်ဘက်တော့မှအစဉ်ပြေတယ်လို့လည်းယူမဆောင်ကျွန်တော်ဒါဒီ channel မှာလူကြည့်များတယ်ပုံမှန်လေးပြောမယ်ကျွန်တော်တပန်တယ်ဘာလို့လူစားကြည့်များဒေါ်လာကြီးနဲ့ကျွန်တော်ပတ်သက်ပြီးတော့ okay ဒီ code တွေကိုကြည့်ရင်ဒေါ်လာကြီးမှလူလို့ရရဲဆိုပြီးတော့လူကြည့်ကြတယ်တွေရှိတယ် ဒါ reality ပဲဟာဆောင်းအတော်လို့ဆိုရဒါလိုမျိုးတွေမရှိကျွန်တော်အနေနဲ့ဒါကို humble ဖြစ်တာမျိုးပဲကိုယ့်အကူတည်တယ်ကိုယ့်အခြေအနေကိုတည်တယ်အဲ့တော့ပြီးတော့ကိုယ့်အကူလည်းဘယ်တော့မှကျွန်တော်ဒါအတိအကျတော့ဟာမင်းကိုနဲ့ creator ပါညာမင်းကမင်းရောက်တဲ့ challenge နဲ့မင်းအဆင်ပြေတယ်ကျွန်တော်ပထမဆုံးကြပုံမှန်လဲကျွန်တော်ပထမဆုံး channel မှာဘာလို့ပေါက်လဲဆိုတော့အရင်တော့ကဒါ my sport ရဲ့ဒါပိုင်ရှင်နဲ့ကျွန်တော်ရဲ့ video တွေ boost လုပ်ပေးတယ်အဲ့တော့ကျွန်တော်တို့ video တွေထင်တာထက်အများကြီး view ပူရတယ်ဒီ channel မှာတော့ဥနာပေါ်တဲ့ကိုယ့်နေတာကျွန်တော်တချို့လူတွေကြဒီကျွန်တော် video ကြည့်ရင်လည်းတို့အနေနဲ့တစ်ဖက်တစ်လမ်းကူညီနေတာကိုကြည့်ပြီးကျွန်တော်ကြိုက်လို့ကြည့်တာဆိုတာဒါတချို့ကြဒါမှမကြည့်ဘူးပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ဒါဘယ်တော့မှ grand တယ်မလုပ်ဘူး ဒါကျွန်တော်ကျွန်တော်ဓာတ်ရုံမှာငါဆောက်ရဲကျွန်တော်ကိုကျွန်တော်ဘယ်တော့မှတော်ရဲကျွန်တော်မျိုးစားဘူးဒါပေမဲ့လည်းလည်းပဲကျွန်တော်လည်းမတော်ဘောတော့ကျွန်တော်အခုလှုပ်ရှိလက်ရှိလှုပ်နေတဲ့အရာတွေထဲမှာဟာကျွန်တော်ဆောက်ရဲတော်လို့ဒါကျွန်တော်ကိုယ်ရင်သတင်းလိုက်လိုက်ရလို့ဒါ exclusive way ရတော့မှ David Onstein လို့ခေါ်မှုကျွန်တော်လက်မထောင်ကျွန်တော်နေလိုက်မယ်ဒါပေမဲ့လည်းပြောတာဒါပေမဲ့ကျွန်တော်တို့ကောင်မှုတွေမဟုတ်ဘူးဗျာသိလားဘာလို့ဆိုတော့ကျွန်တော်အခုလက်ရှိမှာခင်ဗျားတို့ပြောပြနေဟာဘယ်တင်ကဘယ်တင်တဲ့ကျွန်တော်အနေနဲ့ခင်ဗျားတို့ခွဲချမ်းစိတ်ဖြာပြီးပြောပြတာပဲရှိတာဒီအကုန်လုံးသတင်းတွေကလား Twitter စာမျက်နှာမှာအကုန်လုံးဖတ်လို့ရတယ်ဒါတွေကလုံးတော့ Twitter စာမျက်နှာမှာအင်္ဂလိပ်လိုရေးထားပြီးသား အဲ့ဒါတွေခင်ဗျားတို့ကျွန်တော်ပြန်ပြောပြရင်ဒီဟာတွေက D level မှာရှိတယ်ဒါကတော့ဒီလိုဖြစ်သွားပြီဒီလူကဒီလိုပြောထားတယ်ခင်ဗျားတို့ကျွန်တော် narrative အနေနဲ့ပြန်ပြောပြတာပဲရှိတယ်ပွဲကျုပ်ပွဲပြီးဆိုတော့ကျွန်တော်သူများတို့ tactical လေးနားမလဲကျွန်တော်နေနေတာကျွန်တော်ဒီပွဲအမြင်ပေါ်မူတည်ပြီးကျွန်တော်ပြောပြတာပဲရှိတယ်အဲ့တော့အခုနောက်ပိုင်းမှာပေါ့နော်အဲပို့ဆိုးတာပေါ့နော်ဒီလူတယောက်အောင်မြင်သွားဟာငါလို့လိုက်လို့ငါလို့လိုက်လို့မင်းအောင်မြင်မယ်ဆိုတော့ကျွန်တော်အမြင်နဲ့ပြောသူပဲဘယ်တော့မဆိုလေး fallback option ထားကျွန်တော်ကိုယ်တိုင်အခုလက်ရှိမှာမမန်းစားနေဒီလုံးနဲ့စားနေရတာမဟုတ်ဘူးဒါကျွန်တော်ပြောပြမယ်ခင်ဗျာ တခါကြရင်ပြလူငယ်တွေအရင် force ဆုပ်ပေးတော့ဗောနော်ဟာ YouTube ကတလောက်ဘလောက်ဝင်နေဘေးကတလောက်ဘလောက်ဝင်နေပါညာဆိုတဲ့ဥစားကြီးကျွန်တော်တို့ဒါအရင် force ဆုပ်တွေပေးတဲ့တည်းမှာပါတချို့ကြတကယ်သင်ပေးတဲ့လူတွေရှိပါတကယ်တော်တဲ့လူတွေတကယ်ကောင်းတဲ့လူတွေအများကြီးဒါပေမဲ့ force ဆုပ်တွေနဲ့လုပ်တဲ့လူကပုံများတယ်ကျွန်တော်မြင်အဲ့တော့ကျွန်တော်ဘောကမှဒီကျွန်တော်ဒါဟို late night talk မှာ band boham ဆိုတဲ့ဒါကျွန်တော်တို့ comedy ပေါ့နော်ဒါ musical comedy ဘဲတွေပြောပြကျွန်တော်အရင်သဘောကျတယ် taylor swift ကနေပြီးတော့ဒါ chart မှလေးတွေကိုမင်းရဲ့အိမ်မက်တွေကို account ထဲနောက်လိုက်ပါဆိုတော့ဘာနဲ့တူလဲဆိုတော့ခမညာထီပေါက်ပြီးတော့ ချမ်းသာသွားတဲ့ဥစ္စာကိုခမရဟာထီလက်မှတ်ဒီဝယ်ပြီးဝယ်စုခမရတနေ့တနေ့တနေ့ထောက်သွားပေါ့အဲမြန်မာငွေ1900ဘူးထီလက်မှတ်ဝယ်အဲ့ဒါဆိုရင်ခမရကျွန်တော်လူပဲချမ်းသာလိမ့်မယ်ဆိုတဲ့စကားလုံးနဲ့သွားတူနေအဲ့တော့တချို့ကြတော့ဗျာဟိုကောင်းကောင်းမွန်စေတနာနဲ့တင်ပေးရတူတွေအများကြီးရှိပါအဲ့လူတွေလို့ကျွန်တော်ဆော်ကားလူကျင်းစဲမဲ့ခုနောက်ပိုင်းဒါဂျင်းနေမြားပေါ့နော်ကိုတိုင်ကြတော့လေခုနောက်ပေါ်တော့ပဲကြည့်မယ်ဆိုရင်အဲ့လောက်လည်းမဟုတ်သေးဘူးနဲ့အဲ့ဒါတို့ကဒီလိုမျိုးကြီးဒီလိုမျိုးကြီးတင်ပေးရဆို တော့အခုနောက်ပိုင်း fear ပေါ့နော်လက်ရှိမှာဒါကျွန်တော်တို့တချို့ဆိုအရင်ကြောက်ကြကြောက်ကြဆိုတာတခုဆိုလည်းပူဖြဲချောက်တယ်ဒါ fear နဲ့ဒါကျွန်တော်တို့တမျိုးဒါမလုံနဲ့ဒါလုံရင်ဒါဖြစ်မယ်အဲ့တော့ငါစီလာခဲ့ငါစီလာရင်မင်းတို့ဒါမျိုးတင်ပေးမယ်တခါရရဒီလာဟို ခစ်ပြက်မှာတတိတွေအများကြီးပေါ်လာဆိုတော့တိတ်မှန်တယ်တဲ့ခင်ဗျတကယ်ဖျားဆူအယမ်းမှန်တယ်အယမ်းယမ်းမှန်တယ်ဘာလို့ကျွန်တော်တွွတ်တွွတ်လာတကူစားတချို့စားအဆင်မပြေဘူးပေါ့နော်အခုလက်ရှိမှာဒါကျွန်တော်ကျွန်တော်ဘွားမှာလေခင်ဗျကျွန်တော်လေကျွန်တော်ဘွားမှာခင်ဗျတို့ကျွန်တော်အကြီးအားဆုံးပြပြမလားကျွန်တော်ဟိုးကျွန်တော်လူပြိုပေါ့ရွယ်တော့ကျွန်တော်လင်းလင်းတိုင်းညို့ကျွန်တော်အဲအရာသဘောကြောက်တော့သူပြောရဥစ္စာလေးမိုက်တယ်ဆိုအရာသဘောရတယ်ဒါပေမဲ့ ကိုတိုင်းထဲထဲဝင်ဝင်စီးမျောလိုက်တဲ့အချိန်မှာဒီပဲ4နေတယ်ဆိုတော့ကျွန်တော်တဖြည်းဖြည်းတည်သွားတယ်ဗျာတည်တာအခုဒါချက်စရာမဟုတ်ဘူးတည်လားဒုတိယကိုယုံနေဆိုတော့ချက်စရာမဟုတ်ခမမတိတဲ့အချိန်မှာယုံနေဆိုတော့ဒါ of course ဒါပေမဲ့ you have to analyze ဗျာတည်လားကျွန်တော်ကျွန်တော်ကျွန်တော်မရှက်ဘူးကျွန်တော်လင်းတဲ့ညသူအရင်တော့ပြောရတဲ့စကားအရင်မှအဒီပဲဒါကျွန်တော်တို့ဟောပြောပွဲမှာတော်ကီစောက်ရဲမှကျွန်တော်အရင်သဘောကျဘူးတဲ့အချိန်တစ်ခုရှိတယ်ဒီပြီးလဲပြီးကျွန်တော်နေနေတာ okay ဒါနည်းနည်းလေးတော့ဟုတ်လားနည်းနည်းအသက်ရောက်တဲ့အချိန်မှာဒီပဲကြောင့်ပြဟာဒီပဲ4နေတာဒီပဲတကယ်ပြောနေတာမဟုတ်ဘူးဆိုတော့တည်သွားတဲ့အချိန်မျိုးရှိအဲ့တော့ you have to wake up and realize sometime ဘောနော်ဥမာလက်ရှိမှာအတချို့အားတက်မှာဒါမျိုးတွေလုံးတင်လူမျိုးလူလူတယောက်ကိုဇွတ်မယုံနဲ့ကျွန်တော်ပြောပြမယ်အထူးသဖြင့်ခမည်းပတ်စံပေးရမယ့်ကိစ္စလူမျိုးဘယ်တော့မှဇွတ်မယုံနဲ့ဒီလူရဲ့ relation ကတော့ဒီကနာပေါ်ခမည်းအချိန်နဲ့ပတ်စံပေးရမယ့်အဲ့လူကြောင့်ခမည်းတေးတေးချာချာလေးလာတဲ့နဲ့အောင်မြင်တဲ့သူတန်းကိုခမည်းဇွတ်မယုံနဲ့အောင်မြင်တဲ့သူကလည်းတချို့ကဘလူးကြောင်းလို့အောင်မြင်လာဆိုတော့အချို့ဆိုကျွန်တော်တို့မြင်နေတွေ့နေရတာရှိတယ် it was never the easy way ဗျာဒီလားအဲ့ပြောချင်တာဒါမှခုနပြောလို့ပဲကျွန်တော်ဟာတဲ့ကိုနေ my sport media မှာဒါကျွန်တော်တို့ media ကြီးအဲ့ဒါကျွန်တော်အထင်မကြီးနေသူတို့ကသူတို့ page ကို boost လုပ်ပြီးသူ video boost လုပ်ပြီးသူကတော့ကျွန်တော်ကနောက်ကနေ video ဟို iron light ရုံပဲဘာမှတက်တာလည်းမဟုတ်ဘူးဗျာတမို့လေအဲ့တော့ဘယ်လောက်တိကျွန်တော်ဆိုရခင်ဗျာကျွန်တော်ပြောပြမယ်ကျွန်တော်အဲ့တော့မမေရဟိုကိုဒီပွဲပြီးပွဲပွဲပွဲပြီးပွဲကြိုကျွန်တော်လူချင်းကြီးအောင်ဆိုပြီးတော့မြတ်ခင်းစင်းရဲ့ဥစ္စာတွေကျွန်တော်ယူပြီးပြောရဲ movement တွေကျွန်တော်မရှက်ဘူးကျွန်တော်မမေနဲ့ဝင်ခံပြောတော့ကိုစော်သုံးမကြခဲ့တဲ့ movement တွေဗျာသိလားအဲ့တော့ အခုလိုအချိန်မှာကျွန်တော်အနေနဲ့ကျွန်တော်ဒီ hobbyist တွေ professional ပေါ့အခုချိန်ထိဒါသူများဆိုကျွန်တော်ယူပြုံးနေရတော့မယ်ဥပမာလက်ရှိမှာ David Ors ကျွန်တော် grand တင်လိုက်ခဲ့တာကျွန်တော်ဘဝမှာလीကျွန်တော်ဟိုဘောလုံးအပြောင်းရွှေ့နဲ့ပတ်သက်ပြီးကိုယ်တိုင်မြန်မြန်မျောဝါးဘူးထွထင်မြင်ခဲ့တာ Lee United မှာဒါကျွန်တော်တို့အဲ Manchester United ကနေပြီးတော့ Daniel James က Lee United ကိုသွားတဲ့အချိန်ကျွန်တော်အဲ့ဒီမှာဂျေဂျေဘောင်းဘီနဲ့ကျွန်တော်မှာတပ်ဖို့ရှိတယ်အဲ့တော့ Fabrizio Romano ကကျွန်တော်လူလူတော်များကျွန်တော်တော့ပြန်အဲ့တော့အဲ့တုန်းကတစ်ခေါက်ပဲကျွန်တော်နေအဲ့တော့ကျွန်တော်ဗီဒီယို channel မှာကျွန်တော်နေနေဒါကိုသတင်းလို့ပြောလို့လည်းမရအဲ့တော့ပြောချင်တာဗျအကုန်လုံးကဒါသူများစီရဲ့သတင်းကိုယူဒါပေမဲ့ကျွန်တော်ကတော့ခုနကပြောကျွန်တော်ခင်ဗျားတို့ပြင်မှန်းမှဆိုကျွန်တော် စီစစ်ပေးတယ်ဒီတဲ့နေကိုကျွန်တော်ခမရနားလည်အောင်လွှင်အောင်ခမရတို့ပြောပြတယ်ဒါပေမဲ့ကျွန်တော် technical နားမလို့ဒါလေးကျွန်တော်ဝန်ခံထားတာပဲကျွန်တော်ဒါရှင်အဲ့တော့ပြောချင်တာပြောသေးလားအခုလက်ရှိမှာဗျာဟိုတွေ့နေမြင်နေရစိတ်မချမ်းသာဘူးဘာလို့ဆိုတော့ဥပမာဆိုတန်တန်းတစ်ခုကို9သိန်းတို့6သိန်းတို့ ဘာလို့မှလဲဗျာကိုယ့်အကကိုခုနပေါ်တဲ့ပဲအဲ့ဒီဥစ္စာလေးဖုန်းမဖြစ်ရင်ပြင်မဖြစ်အင်တာနက်ဖြစ်လေးဖြစ်ပြီး Google လေးတွေကြည့် YouTube လေးတွေကြည့်ဘာညာကြည့်ပြီးကိုယ့်အကဘယ်လိုလုပ်ကျွန်တော်ဆိုလည်းခုချိန်လေးခင်ဗျားလည်းကျွန်တော်ဆိုကြည့်နေလေးလာနေရ MKBH တို့ဘာလို့လဲ Line Next တို့ဘာလို့လဲဥမာလက်ရှိမှာကကျွန်တော်တို့ How about football တို့ဘယ်လိုလဲ Overlap တို့ကဘယ်လိုမျိုး quality နဲ့ video ရကျွန်တော်ကြည့်နေရတာပဲကျွန်တော်ကိုယ်တိုင်လည်းအလကားရှိတဲ့ channel တွေကကျွန်တော်သင်ယူနေရတော့မယ်ဒီလားအကျွန်တော်အတီးရောဝင်နေတော့ငါဘာတက်လို့ကိုနဲ့ခရီးတယ်ငါပြောတဲ့ဥစ္စာတွေကိုယ်က Twitter မှာရှိပြီးသားလीငါပြောငါ TV ရှိမှမဆက်တာပဲရှိတာ ကျွန်တော်ကင်မရာရှင်းမှာမရှက်တတ်တာကင်မရာရှင်းမှာလည်းမရှက်အောင်ဘူးမှရှိတာမဟုတ်ကျွန်တော်ဒီတုံးက60ဆိုတာဘူးမှရှိတာမဟုတ်ဘူးကျွန်တော်ကတော့တော်တော်ဆာကပြောနေတာအဲ့တော့ဒါပဲအဲ့တော့ခုနကခုနကပြောသူပဲအရန်တခါကျအခုလိုအချိန်မှာအရန်မယူမိုင်းနဲ့ခေကောင်းတဲ့အချိန်မှာခင်ဗျားတို့ယူမိုက်ပါလို့ကျွန်တော်ဒါပြောရင်ပြောတယ်အခုချိန်မှာခင်ဗျားအရန်မယူမိုင်းနဲ့ပတ်စံတပြားတစ်ချက်ကစားအရန်တက်မှုရှိတယ်အဲ့ဒီတပြားတစ်ချက်ကဘဒုစီသွားမလဲဘာကြောင့်သွားမလဲဆိုတော့ခင်ဗျားကိုယ်တိုင် analysis လုပ်တင်တယ်ကျွန်တော်နေနဲ့မြင်တယ်အဲ့တော့ကျွန်တော်ကလည်းလောင်းစားကိုအာမပီတာတည်းလည်းပါဟုတ်ဆိုဟိုတချို့ကြလေကကျွန်မကပြောဆိုဒါလို့လို့ဘာကင်းလေးလို့ဆို ိုသူများကိုအာကူပြီးလိုရတဲ့လုပ်ကူလေးတုံတောင်ခင်ဗျာကျွန်တော်အားမပေးဘူးဒီလားဒါပုံမှန်လင်းလင်းပြောတာပေါ့နော်အဲ့တော့ဒါမျိုးပေါ့တော့စတဲ့ရလုံးကွင်းထဲမှာခဲ့တယ်အဲ့စတဲ့ကဆယောက်ဖြစ်သွားနိုင်တယ်ပေါ့တော့မလားဆောင်းရန်ကောင်းပါလေဆိုတဲ့အချိန်ဒီမှာတော့ဒါမျိုးဖြစ်သွားနိုင်တာပဲအဲ့တော့ ျွန်တော်လည်းခုမြင်နေဥပမာလည်းပြောဒီဗီဒီယိုတင်နေဆိုမြင်နေတွေ့နေရတဲ့အစမပြေလို့ခင်ဗျားတို့ပြောပြတာပါဘာလို့ဆိုတော့ကျွန်တော်ဗီဒီယိုထဲမှာကြည့်နေဆိုတာလူမှုသမားလေးလာခြင်းဆို free cost တွေအများကြီးပဲတကယ်တော့နော်ဆောင်ရမ်းပတ်စံပေးပြီးတိုင်းဆောင်ရမ်းအဲ့လူတယောက်လေးလာကြည့် okay ဒီဘဲကတကယ်ကိုဆရာဖြစ်ကိုတည်တည်ချာချာတင်ဒီဘဲကိုလည်းဆရာကြီးกว่าဆိုတဲ့ဘဲမျိုးပတ်စံပေးရင်ပေးလိုက်ဘာလို့ဆိုတော့ခင်ဗျားပြင်ရမယ် value နဲ့အဲ့ပတ်စံနဲ့တန်တယ်လို့တင်တော့လောက်လိုက် တော်ပြပြကျန်အဲ့ဒါကိုမျိုးပြောတာအဲ့တော့ပြောပြကျန်တော့ခုနကပြောတော့ပဲလက်ရှိမှာပတ်စံကုန်မဲ့ကိစ္စဆိုပြန်စဉ်းစားပါနှစ်ခေါက်ပြန်စဉ်းစားသုံးခေါက်ပြန်စဉ်းစားဘာလို့ဆိုပတ်စံဆိုအခုချိန်မှာခင်ဗျားတို့ကိုယ်တိုင်ရှာနေရတာနှစ်ဖူးမှချွေချင်မြန်မာပြည်လူဆိုဘယ်လောက်ဆိုးလဲကျွန်တော်ပြောတာ အပြိမ်ပြင်းထွက်တာနဲ့ဘာဖြစ်မှန်းမသိတဲ့အခြေအနေတခုကနေရုံးသူမှအိမ်ကနေပဲခင်ဗျယောက်ျားလေးပဲဖြစ်မိန်းကလေးပဲကျွန်တော်တို့ဒါအိမ်ကနေပြီးတော့ဒါကျွန်တော်တို့ဗစကားပေါ်တိုင်ခပိုင်းလိုက်ခံရမယ်အခက်မတင်ဓာတ်နဲ့ထောက်ခံရမယ်အဲပြီးတော့လမ်းမှာခုနပြောဆိုရအနုစီအနုချမ်းစီကံဘာမှမဆိုဖြစ်သွားမယ်လမ်းမနဲ့9နာရီအိမ်ကနေထွက်တဲ့အချိန်ကနေပြီးတော့နေကနေအိမ်တကားလေးပိတ်ပြီးတော့ထွက်တဲ့အချိန်ကနေပြီးတော့ရုံးကပြန်တဲ့အချိန်ဒီခင်ဗျားတို့အပက်ရဲ့ဥစ္စာကိုရင်းထားရတာမိနစ်တိုင်းဥစ္စာအဲ့အဲ့ပတ်စံကလည်းလွယ်လွယ်နဲ့မပြီးနဲ့ကျွန်တော်ပြောချင်တယ်သိလား အဲ့တော့ဟိုကိုနေကြောင်းလည်းမလိုက်ပြောဘောမှာငွေကိုခက်ခက်ခဲရှားရတဲ့ဆိုတော့ logic ကိုကျွန်တော်တော်တော်လေးကိုနားလည်သွားတဲ့ movement လေးရှိတယ်။အခုချိန်မှာဆိုဒါကျွန်တော်အခုချိန်ကျွန်တော်ဆိုတဲ့အလုပ်သုံးခုလေးကိုလုပ်နေတာပဲလေ။ဒီကနေ channel ရနာမှုတာကျွန်တော်ဘောမှာခင်ဗျားတို့ကျွန်တော်အပွင့်လင်းဆုံး honesty တခုပြောပြမယ်။ကျွန်တော်ဒီ YouTube channel အခုလုပ်တဲ့ချက်ကျွန်တော်ဟိုရှိခဲ့တယ်လို့ကျွန်တော်ဒီ channel တခုထဲနဲ့ယက်တည်ခဲ့တဲ့အချိန်ဖက်တော့မှမရှိခဲ့ဘူး။အဲ့ဒါ harsh reality ပဲ။ကျွန်တော်လက်ရှိ channel ကဒါကျွန်တော် YouTube မှာဒါကျွန်တော်လက်ရှိမှာတသိန်းခွဲနေနေပြီတော့မယ်။ ကျွန်တော် Facebook မှာလည်းကျွန်တော်နားလိုက်လို့ပြန်ထားလိုက်ပါအဲ့တော့တချို့ကြတယ်ဟာကိုတည်းဘက်တရီမှာအေးပေါ့အဲ့လိုမျိုးဆိုတော့တမျိုးတည်းမကျွန်တော်အနေနဲ့ဒီ channel တစ်ခုကိုကျွန်တော်အခုချိန်ထိရက်တည်လို့မရသေးဘူးအဲ့တော့ပြောချင်တာပါဗျာဒီလားဦးနာပေါ်လို့ပဲအိမ်မက်တွေကို like အိမ်မက်တွေအကောင့်ထဲပို့ဒါပေမဲ့သူများတွေကိုမယုံနဲ့သူများအိမ်မက်ကိုအကောင့်ထဲပို့တဲ့လမ်းခင်ဗျား like ချင်မှ like ရမှာခင်ဗျားရဲ့လမ်းစဉ်ကတခြား lens ဖြစ်ရင်ဖြစ်သွားနိုင်တယ် totally different type ဖြစ်သွားတယ်လူတယောက်တယောက် lensing ကတူတာမဟုတ်ဘူးဥပမာလက်ရှိမှာကျွန်တော် vlogger အောင်မှာကိုချမ်းနဲ့ကျွန်တော် lensing လို့ကိုချမ်းဆိုတကယ်ဟိုတာကျွန်တော် experience ကြီး train ထားတာ BBC တို့ဘာလို့မှသူ့အနေနဲ့ဒါတည်တည်ချာချာသူလုတ်ခဲ့တာမျိုးတွေသူသွားတာမတူဘူးကျွန်တော်ကတော့ကျွန်တော်ကန်ကောင်းတက်သွား GBL လို့ကျွန်တော်ဟို review လုပ်ရင်းနဲ့ကျွန်တော်ပေါက်သွားတယ်ပေါက်သွားတယ်ကျွန်တော် video လေးလူကြည့်သွားတယ်ဒါပဲရှိတာလေ့ကျင်တာကျွန်တော်ပြောတာမတူဘူးလေဒီလားကျွန်တော်ပြောတာအဲ့တော့လူတယောက်တယောက်သွားတယ်လမ်းမတူဘူးအဲ့တော့အဲ့လူသွားတယ်လမ်းတာခင်ဗျ live ပါဆိုတဲ့ဥစ္စာကြီးခင်ဗျတေချာပြန်စဉ်းစား အဲ့ဒါလေးကိုကိုယ့်အကူပြန်ခုနောက်အဓိကပြခင်ဗျားတို့ပတ်စံမကုံစေချင်တာဗျာဒါအပူနေဆုံးပြောဘာလို့သူအခုချိန်မှာပတ်စံရှာတာခတ်တယ်ကျွန်တော်ကိုယ်နဲ့ပတ်စံရှာတယ်ပြောနေကျွန်တော်အရန်နားလေတယ်အဲ့တော့သူများအောင်အောင်မြင်တဲ့သူတွေရဲ့ထဲ့တဲ့ခြင်းတွေကိုတုံတောင်မယုံနဲ့အဲ့အောင်မြင်တဲ့သူတွေဘလို့အောင်မြင်လာလဲဆိုတော့ချိုးစာတွေကနက်နဲတယ်ဗျာဒါပုံမှန်လေးမျိုးအဲ့လောက်ဒီဒီမပြောတော့ဘူး ကျွန်တော်တို့မြင်နေတွေ့နေရတဲ့လူတွေရှိ message ရှိနေတာကျွန်တော်တို့ကိုယ်တိုင်ကိုယ်တိုင်စီမှာပတ်စံချီပြီးမှအခုလက်ရှိမှာဆောင်းအောင်မြင်နေတဲ့ဘဲတွေလည်းရှိတယ်။အောင်မြင်ရတာတကယ်အောင်မြင်တာကျွန်တော်လည်းမသိဘူးပေါ့နော်။အဲ့လိုမျိုးလူတွေလည်းအများကြီးရှိတယ်။အဲ့ပြောချင်တာဒါမျိုးပြောချင်တာ။အဲ့တော့ကိုယ့်ဘက်ကနေပြောလက်ရှိမှာဟိုနာပေါ်တယ်ပဲလက်ရှိမှာဆရာဖြစ်တဲ့နန်းဘာညာတက်မယ်ဆိုရင်ခင်ဗျားလက်ရှိမှာအခုဈေးတွေကနေတာမဟုတ်ကျွန်တော်ကြည့်နေဘဲတန်းတန်းတက်တက်ဟိုနာပေါ်တယ်ပဲ9သိန်းလို့3သိန်းလို့9သိန်းဆိုရပြီအခုလက်ရှိရန်ကုန်ပြီမှာအိမ်ငါးကတလားစာ။ဘယ်ကမဟုတ်နာပေါ်အဆောင်အဆောင်ငါးကပန္နလားစာရမယ်။ အဲ့9သိန်းနဲ့10နဲ့ value တခုခင်ဗျားပြင်ရမှာခင်ဗျားပတ်စံရှိနေတော့တမျိုးပေါ့ဗျာခင်ဗျားအဖေမေးပတ်စံရှိလို့အမေအသားသမီးအေးမစ်တက်ဆိုတော့တမျိုးပေါ့ဗျာဟုတ်တယ်မလားဒါမျိုးကတော့ပြေကုနာဘုလိုကိုကိုကြောင့်မပြီးပါရရင်တော့ဒုက္ခမပေးပါနဲ့ကျွန်တော်အခုလက်ရှိမှာတွေ့နေတာမြင်နေတာရှိဟာကိုကဒီတန်းတစ်ချင်လို့ပြီးပါဒုက္ခပေးနေမိဘပတ်စံအများကြီးမရှိမိဘကြီးလည်းအခုလက်ရှိမှာချက်တဲနေတူတွေအများကြီးရှိတယ်အဲ့တော့ဟိုပြောချင်တာဗျာအဓိကလွယ်လွယ်လေးတစ်လုံးနဲ့ပြောအောင်အောင်မြင်တဲ့သူတွေဂျင်းကိုလွယ်လွယ်နဲ့မယုံနဲ့ဒီလားအဲ့ကျွန်တော်ပြောချင်တာအဲ့ဒါပဲ အဲကျွန်တော်အခုလက်ရှိကျွန်တော်ကိုယ်လည်းအောင်မြင်ကျွန်တော်လည်းမအောင်မြင်ခုတော့ကျွန်တော်ပြောခဲ့တယ်ကျွန်တော်လက်ရှိမှာဒီ channel ကျွန်တော်လုပ်လာဘယ်တစ်နှစ်ရှိတော့အခုလည်းကျွန်မမယ်ရ2056ဘယ်ကအခုပဲကျွန်တော်၈နှစ်9နှစ်တည်းဝင်လာပြီကျွန်တော် D channel ကြီးရက်တည်ပြီးကျွန်တော် D channel ကနေဟာ D channel ပတ်စံနေအများကြီးရပြီကျွန်တော်ရက်တည်တခါမှမရှိဘူး မမဲရကျွန်တော်ဟိုအရေးကုမ္ပဏီလောက်တုံးကလည်းကျွန်တော်ဗာထုတယ်ကျွန်တော်အဲ့ကုမ္ပဏီကျွန်တော်ပြောရမယ်နော်ကျွန်တော်တို့ကျွန်တော် reality hard reality ပြောပြမယ်ရုပ်တရက်ကြီးကျွန်တော် camera ရှေ့ရေးထိုင်ပြီးသွားတယ်နော်မဟုတ်ဘူးကျွန်တော်က9 to 5လို့ရှိတယ်9နိုင်ပြီးကျွန်တော်ကားမောင်းပြီးပြေးရတယ်ဗျလှဲတိုင်းကြော်ပြီးကျွန်တော်အဲ့ video ရ A1 channel မှာရရတာ A1 ကိုပြီးပြီးရခုနပို့ဆိုးတော့ covid ကာလမှာရရတဲ့အချိန်မှာကျွန်တော်အဲ့ channel လေးထဲမှာကျွန်တော်ကိုဆိုးကိုဆိုးတဲ့ကျွန်တော်ဘာလို့အရန်ချစ်တယ်သိလားကိုဆိုးတဲ့နဲ့ကျွန်တော်နဲ့အဲ့ channel လေးထဲမှာကျွန်တော်တို့အဲ့ video ရတဲ့အဆောင်လေးထဲမှာကိုအဲ့ champion ကမိသားစုကျွန်တော်တို့အများနဲ့ဆောက်ရှောက်ထားတယ် ကိုစိုးသိန်းနဲ့ကျွန်တော်ဆိုတာကျွန်တော်တို့နေတူစားတူအိတ်တူတွေအဲ့ channel လေးထဲမှာအဲ့ဗီဒီယိုရရတာတလားမအဲ့ခက်ကခုနကအဲ့ဒေါ်လာ900ရတယ်ကျွန်တော်တို့ညကန်ကောင်းပြီသူတို့ကဗီဒီယိုလူကြည့်များကျွန်တော်600တရာဒိုးပေးအဲ့လိုပုံစံမျိုးတွေပေါ့နော်ပြောချင်တာခုနကပေါ့အဲ့ဒါအဲ့တခုတည်းနဲ့ကျွန်တော်ဘယ်တော့မှအကြီးကျယ်ရက်တီလို့များအဲ့တော့ကဒေါ်လာစီးဘယ်စီးလဲဆိုတော့အကုန်သိပါတယ်ဟုတ်လားအဲ့တော့အခုအခုဟိဒေါ်လာ900ရတော့ပြောတာပေါ့နော်ခုနကအဲ့တော့ကဒေါ်လာစီးဒေါ်လာ900ဆိုဘာမှသိပြီးမရှိခဲ့ဘူးလေ ပြောပြအဲ့တော့ပြောချင်တာခုနကပြောကျွန်တော်ဒီ channel ကြီးတစ်ခုတည်းနဲ့ရက်တီလို့ဒါဘလို့မှမရဘူးအဲ့တော့ပြောချင်တာခုနကပြောကိုယ့်ဟာကိုယ့်ရဲ့အိမ်မောက် account ထွက်ပုံ fallback option ကျွန်တော်ကိုယ်ရလဲခုနကပြောအခုချိန်ကြီးအလုံးနှစ်ခုနဲ့သုံးခုအခုချိန်လို့ရတယ်ကျွန်တော်ဘဝမှာလှုပ်ဆတ်လုပ်ကြတဲ့အခုချိန်ကျွန်တော်သုံးခုလုံးလို့ရတာအဲ့တော့ဟို new your self ဘောနော်ငါပဲသွားမလဲဘာလုပ်မလဲအဲ့ဒါကိုဒီပြီးတော့လူတွေရဲ့လွယ်လွယ်ချင်းထဲတောင်မှခံနေဟာဒါမျိုးကြီးဒါလို့ခုနကတလ350ရာဆိုတာ bullshit တယ် ဘူးရှိတယ်ခင်ဗျဘာမှမသိအခုလည်းရှိမှာကျွန်တော်ဘွားမှာအတိုင်းပဲဟာဆောင်းအမြင်များရတဲ့အချိန်ရှိမှာကျွန်တော်ဘွားမှာကျွန်တော်ကပတ်ဖလားကျွန်တော်ရတဲ့အချိန်မှာကျွန်တော်သိန်း50သိန်း60ရခဲ့ဟာပျော်တယ်ကျွန်တော်လူလို့ရရင်ဖို့စုပြသွားတယ် Facebook ကနေပဲကျွန်တော်ဒါအနီးလေးစိမ့်နေဖြစ်သွားတယ်ဖို့စုပြသွားနေမင်းညာပြောတော့ခုနကဒေါ်လာ2000 3000ဆိုဘုတ်ကနေပြောက်သွားတာနော်ခင်ဗျအဲ့ဒါ၄ရှိတယ်အဲ့တော့အဲ့လိုဖုတ်ကနေပြောက်သွားခြင်းမပါဆက်လို့မယ်အဲ့တော့ပါဆက်လို့မယ်ဘယ်လိုလဲအဲ့တော့အဲ့လိုပုံစံမျိုးခင်ဗျအများကြီးတွေးရမှာအဲ့တော့ဘယ်ရမှာလိုရဲဆိုတော့မရှိအဲ့တော့ခုနကအရေးကြီးတာအောင်မြင်တဲ့လူတွေချင်းထဲတာမခံနဲ့ဒါပဲ ရှေ့ရှေ့နဲ့လွယ်လွယ်နဲ့ပုံမှန်လင်းဒီလောက်ပဲပြောမယ်အဲ့လောက်ပဲလောက်ပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ DB4U တို့မှာကျေးလို့ဆိုပေါ့ကူကြည့်လို့ရပါတယ်မြန်မာပြည်လည်းကလေးဖို့မမိကြပါနဲ့ဟုတ်အောက်ကကွန်မန့်နေထဲမှာလည်း Youth Sport Media 3.0ဆိုတဲ့ TV4U ရဲ့လင်းလေးတွေကိုထည့်ပေးထားခြင်းမကြောင့်မဆောက်ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube Channel လေးကို Like and Subscribe လေးကိုကျွန်တော်အပ်ပေးလို့ရပါတယ်မြန်မာပြည်လည်းကလေးဖို့မမိကြပါနဲ့ဗျမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြိုတူပါနဲ့ကြောက်တော့ကုန်ပြပါအောင်ဒီပါပါ